မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးနေပြည်တော်မှာမဲဆင်းမနေလို့ဝေဖန်ခဲ့တဲ့ဘူးလက်လဆွေပန်းစည်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာမဲဆင်းမနေလို့ဝေဖန်ခဲ့တဲ့ဘူးလက်လဆွေကိုမင်းညပိုင်းစစ်တပ်ကနေမှာလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးဒီကနေ့မှာဆက်သွယ်မရတော့ဘူးလို့သိရပါဗျာ အော်တိုဘန်လ9ရက်နေ့မှာဘူးလက်လောက်စေကနေပြည်တော်မှာမဲဆင်းတွေမှနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှနေကြောင်းတည်တဲ့သူတွေစင်ရင်ပါနေပြီးရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုတုံးနေလို့ယူဆကြောင်းမဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပြီးအချိန်တစ်ပတ်သာကျန်တော့ကြောင်းမဲဆင်းမှရွေးမှုအဆင်မပြေကြောင်းဘူးလက်လောက်စေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်အော်တိုဘာလ၈ရက်နေ့ညပိုင်းမှာဘူလက်လောက်ဆွေကိုစစ်တပ်ကနေကနေလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်နေပြီးဒီနေ့ထိဘူလက်လောက်ဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုသုံးသပ်ချက်ဗီဒီယိုလေးတွေဖြန့်ဝေလေးရှိတဲ့လောက်ဆွေရဲ့ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ် စစ်တပ်နဲ့လော်ဘီအမေရိကန်တရင်သမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းတရင်သမားအမေရိကန်စစ်တပ်လော်ဘီအောင်မင်းကဘူးလန်လောက်ဆွေဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုသူကခီရီရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမကန်လော်ဘီလေးဖြစ်ပါတယ် မင်းစင်းမှားရင်မှုအကြောင်းပြလို့အာနာသိမ့်ခဲ့တဲ့စစ်တပ်အတွက်ဘူးလန်လောက်ဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ကြန့်ခံရေးတရင်ရှင်မြစ်ကသုံးသပ်ပါတယ်ဒါပေမဲ့ဘူးလန်လောက်ဆွေကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မေးနေတာလားဆိုတာကိုကြန့်ခံရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီတရင်ရှင်မြစ်ကဆက်ပြောပါတယ်ကျန်းဖို့ပါတီတွင်မှာမင်းအွန်လိုင်းနဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟုကော်မတီဝင်အဆင့်ကိုတောင်းတိကျမရှိတော့ဘူးလို့ကြန့်ခံရေးတရင်ရှင်မြစ်ကဆိုပါတယ် နေပြည်တော်ပုပ္ပတိရီမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလဲလဆွေအဖမ်းခံရတာလားခနခေါ်မေးခံရတာလားတစ်တော့မှာသူထုံးစံတိုင်းဗီဒီယိုအတိုတွေတင်ပြီးထင်မြင်သုံးသက်ချက်တွေရန်တန်ထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စေယုတ်ချုပ်ရေးရှုပ်သိမ်းပြီးနောက်မြစ်ကြီးနားနယ်ဖားကဲမြို့နယ်တို့တွင်စစ်တပ်ကညမထွက်ရအမိန့်ပြန်လည်ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ဖားကဲမြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကရာဇဝဲကျင့်တော်ဥပဒေပုံမှ144ပြည်ညမထွက်ရအမိန့်ကိုအော်တိုဘာလ10ရက်နေ့မှာပြန်လည်ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။ အကြမ်းဖက်စစ်တပ်ကဇူလိုင်လ31ရက်နေ့တွင်စစ်အုပ်ချုပ်ရေးမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်တိုင်းနိုင်ငံလုံးတိုင်းတာဖြင့်ညမထွက်ရအမိန့်များကိုပြန်လည်ရုပ်သိမ်းခဲ့တော်လဲမြစ်ကြီးနားနှင့်ဘာကန်မြို့နယ်တို့တွင်ယခုအခါညမထွက်ရအမိန့်ကိုပြန်လည်ထုတ်ပြန်လာခြင်းဖြစ်ပါသည်မြစ်ကြီးနားမြို့နယ်ဘာကန်မြို့တို့၏ညမထွက်ရအမိန့်မှာနေ့စဉ်ည10:00နာရီမှမနက်4:00နာရီအချိန်ထိဖြစ်ပြီးလူ9ဦးသို့မဟုတ်9ဦးထက်ပို၍မြို့နယ်တွင်လမ်းမကြီးများအများပြည်သူသွားရလမ်းလမ်းသွဲလမ်းကြားဥယျာဉ်သို့မဟုတ်အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ်ဆူဝေးချင်းမပြုတ်လို့ရဲမြေကြီးနားနဲ့ဘာကံမြို့နယ်တွင်ဆူဝေးချင်းဟော့ပြောချင်းဖျက်ဆီးချင်းရုံးရင်ဆန်ကပ်ပြုတ်မှုချင်းများကိုစစ်တပ်ကတားမြစ်ထားပါတယ်။ မြေကြီးနာနဲ့ဖာကန်မြို့နယ်နဲ့နမိတ်အတွင်းအများပြည်သူတို့၏လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပျက်ပြားစေရန်ပြုမူခြင်းထိုကဲ့သို့ပြုမူဆောင်ရွက်ခြင်းသည်တင်းငိမ်အေးချမ်းရေးအများပြည်သူတို့၏လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်ရက်ရွာအေးချမ်းတာယာရေးကိုထိခိုက်စေသည့်အပြင်ရုံးရင်ဆန်ခံမှုများပြတ်ပွားစေနိုင်သည်ဟုယုံကြည်ယူဆရကြောင်းအကြောင်းပြချက်ပေးထားပါသည်။ ညကြီးနာမျိုးပေါ်မှာတော့ရာဇဝမှုတွေပေါ်လာတယ်ခိုးမှုတွေလူရဲမှုနဲ့ဓမြတိုက်မှုပေါ်လာတယ်နောက်ပြီးအစိုးဆုံးကမူရစ်စေဝါတွေတအားပေါ်လာတာလူငယ်မှန်ဓမြမူရစ်စေဝါတုံးကြတာမူရစ်စေဝါကလည်းကွင်းရဆိုင်မှာတောင်အလွဲတကူဝယ်လို့ရတယ်ဟုညကြီးနာမျိုးမှာနိုင်ငံရေးတက်ကြွလှူရှာသူလူငယ်တအူးကပြောဆိုကြောင်းသိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့နိုင်ကျင်းတွေကိုနှိမ့်ဆက်တာမှာနမေဆိုးနဲ့ကြော်ကြတဲ့မြင်းချန်ထောင်းအရာရှိရဲ့ဇနီးနဲ့ရှင်ပြင်မောင်းဖန်ဆီးခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေမှာနမည်ဆိုးနဲ့ကြောကြတဲ့မြင်းကျန်အချင်းဦးစီးအရာရှိဦးဝင်းနိုင်ဆိုးရဲ့မိသားစုဝင်တချို့နဲ့ရင်းမောင်းကိုဒေါ်လာရီတက်ဖွဲ့တစ်ခုကဖမ်းဆီးထားတယ်လို့မြင်းကျန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကတာဝန်ရှိသူတချို့ကပြောပါရယ်အော်တိုဘာလ9ရက်နေ့ကမြင်းကျန်အချင်းဦးစီးဌာနရဲ့အရာရှိဦးဝင်းနိုင်ဆိုးရဲ့ဇနီးဒေါ်နီနီဝင်းမြေမက်ရှွန်းချယ်ရီဟိန်းနဲ့ရင်းမောင်းဦးမင်းခန့်တို့ကိုမြင်းကျန်မြို့သားလမ်းပိုင်းတနေရာမှာဒေါ်လာရီတက်ဖွဲ့တစ်ခုကဖမ်းဆီးလိုက်တာလို့သိရပါရယ်ရင်းတွေစစ် ေးရင်ခဏထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ကလေးကိုတော့ ပြန်ပို့ဖို့လုပ်နေပါတယ်အမျိုးသမီးကတော့စစ်ဆေးစရာရှိလို့ခဏထိမ့်သိမ်းထားအောင်မယ်လို့သိရပါတယ်ဟုမြင်းချံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင်းချံပါကဖပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုကထိမ့်သိမ်းထားတယ်ဆိုတာကိုပဲသိရသေးပြီးအဖွဲ့နာမည်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးဖန်စီခံထားရသူဒေါ်နီနီဝင်းရဲ့အမျိုးသားဦးဝင်းနိုင်စိုးဟာမြင်းချံထောင်ပိုင်ကအာဏာလွှဲပေးထားပြီးအဆောင်မှုကျုံလို့ထောင်မှာ၎င်းကိုခေါ်ကြတယ်လို့မြင်းချံထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကပြောပါတယ် လင်းကျန်ထောင်မှာ၃ပွင့်အရာရှိ၃ဦးရှိပြီးဆက်သွယ်ရေးကိုကင်တွဲတဲ့ဥဝင်းကျိုင်းကွမ်းစိလေးရောင်းချသူအရာရှိနောက်တဦးနဲ့နှိမ့်ဆက်ညင်ပန်းရေးပိုင်းကိုတာဝန်ယူထားသူဟာဥဝင်းနိုင်စိုးဖြစ်တယ်လို့သိရပါတယ်။ဥဝင်းနိုင်စိုးကျွလွန်တဲ့ဖြစ်ရက်တွေတဲကတခုကအေးစိန်ထောင်ကနေလွတ်ရမရှိပြောင်းရွှေ့လာတဲ့အသက်၂၀ရွယ်နိုင်ငံရေးအကျဉ်းသားကိုနိုင်ဝင်းထွန်းကဖပြုတ်ကိုဥဝင်းနိုင်စိုးရဲ့လက်ပါစီတွေကထောင်ထဲကနေခေါ်ယူရိုက်နှက်တာကြောင့်၂၀၂၄ခုနှစ်မှာတည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ကပြောပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတို့က လည်းသူ့အတွေ့အကြုံကိုပြောတာမှာထောင်တွင်လက်ကင်ဖုံးတချို့အသုံးပြုမှုပေါက်ကြားတာကြောင့်ဦးဝင်းနိုင်စိုးနေအဖွဲ့ကနိုင်ချင်းတွေနေထိုင်ရာဆောင်ကိုအကျဉ်းသားတွေခေါ်ထုတ်ရိုက်နှက်ခဲ့တာမို့တိတ်ဆုံးသူပြန်ရောက်မလာဘဲပျောက်ဆုံးသွားသူတွေလည်းရှိတယ်လို့ပြောပါတယ် အဆောင်တွေမှာပြက်တနာတည်ရင်ဥဝင်နိုင်စိုးစီကိုပဲပို့ရတာနိုင်ချင်းဆိုရင်ဂျင်းဆက်တွေနဲ့တိုးတယ်နာမည်ထွက်ထားတဲ့နိုင်ချင်းတွေဆိုရင်ခေါင်းကိုအဝင်မဲတွေနဲ့အုပ်ပြီးဘူးတွေကိုခေါ်သွင်းသွားတယ်ဘယ်သူဆိုင်လို့ဆိုင်မှမသိဘူးဒဏ်ရာရတဲ့သူတွေရတယ်တည်တဲ့သူတွေလည်းတည်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းကဆက်ပြောပါတယ်အခြားထောင်တွေကနေအပြောင်းရွှေ့နဲ့ရောက်လာတဲ့နိုင်ချင်းတွေကိုထောင်ပူဝါကနေရိုက်နဲ့ညင်ဆဲတာတွေကိုလည်းဥဝင်နိုင်စိုးရဲ့အမိန့်နဲ့ပဲလုပ်တာလို့နိုင်ချင်းဟောင်းတချို့ရဲ့ပြောဆိုချက်အရသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်မှာရွှေကောက်ပွဲမတိုင်မီလူငယ်တွေဇက်တိုက်ဖမ်းဆီးခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်မှာအာနာသိန်းစစ်ကောင်မရှင်ကကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲမတိုင်မီကာလအတွင်းဒေတာရင်းကလူငယ်တွေဇက်တိုက်ဆိုသလိုဖမ်းဆီးခံနေရတယ်လို့ဒေတာခံတွေကပြောပါရယ်ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာစစ်ကောင်မရှင်ထိန်းချုပ်ထားတဲ့ဒေတာတွေကကျေးရွာနေလူငယ်တွေအများဆုံးပါဝင်ပြီးအကြောင်းပြချက်မျိုးမျိုးနဲ့ဖမ်းဆီးနေတာဖြစ်ပါရယ်ဖမ်းဆီးခံရတဲ့လူငယ်တွေဟာတယောက်ချင်းအပြင်အုပ်စုလိုက်ဖမ်းဆီးခံရတာရှိပြီးစစ်ကောင်မရှင်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်ပါကငွေကြေးအစမတန်ပေးပြီးပြန်လွတ်ပေမဲ့အများစုကတော့ပြန် ည်းလွတ်မြောက်လာတာမရှိသေးပါဘူး။ဘီလင်းဒေတာကန်တူကတော့ရွှေကောက်ပဲနေလာတာနဲ့အမျှစစ်ကောင်ရှင်ကနေတိုင်းနေပါလူငယ်တွေကိုဖမ်းဆီးမှုပိုးဆိုးလာတယ်လို့ပြောပါရတယ်။ ပေါ်တာဆွေးတာဟိုနေ့ကတနေ့လေးပဲကျွန်တော်တို့တောင်စွန်ဒီရွှေကန်တောင်ပတ်မှာအလုံး15ရောက်လောက်ပါသွားပါတယ်ပြူစောတိအဖွဲနဲ့ရင်းနေကဖန်းတော်ပေါ်ပို့ဆိုးလာတဲ့နေတိုင်းလိုပါပဲကျွန်တော်တို့ဘက်ချမ်းမှာယောက်ျားလေးကနေသွားပြီးရှိတဲ့ယောက်ျားလေးတွေကလည်းတက်ကြီးရွယ်အိုတွေပဲရှိတော့တယ်ကျန်တာလူငယ်တွေဘက်မှာဆိုရင်မိန်းကလေးကြီးပဲကျန်တော့တယ်လို့၎င်းကဆိုပါတယ် တရင်ဌာနကပြုစုထားတဲ့စည်ရင်ချက်လက်တွေအရယခုနှစ်ပတ်အတွင်းမှာဘီလင်းတထုံမှုရုံနဲ့ရေးမျိုးနယ်တို့မှာဒေသခံလူငယ်စုစုပေါင်း60ထက်မနည်းဖမ်းဆီးခံထားရကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်အများစုကတော့စစ်ကောင်မရှင်ကစစ်မှုရန်တပ်သားတွေအဖြစ်စုဆောင်ပြီးစစ်မှုရန်တင်းနှံတွေထံပို့ဆောင်နေတာပဲဖြစ်ပါတယ်။၎င်း၏စာစင်ရဲ့အစင်းခန်းစာရပြီးခဲ့တဲ့စက်တင်ဘာလတွင် မွန်ပြည်နယ်မှာစစ်မှုတန်းစစ်သားစုဆောင်းခံရသူစုစုပေါင်း240နီးပါးရှိတယ်လို့သိရှိရပါတယ်။